အမျိုးသားနဲ့အတူနေခြင်းစိတ်မရှိဘူးအတူနေတဲ့ခါမှလည်းနာကျင်တာတွေအဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးတွေဆိုရင်ကိုယ့်အမျိုးသားကအပြင်းသာထွက်စားမယ်ကိုကလက်ခံမလားပြဿနာရှာမလားအမျိုးသမီးတူကြီးရလဲဖြေခဲ့ဟိုဒီမှာတော့အမျိုးသားတွေကပြောနေပြီးအပြင်းသာရှာစားရင်တဲ့ ပြဿနာမရှာနဲ့လေတဲ့အမျိုးသားနဲ့အတူမနေခြင်းနဲ့အမျိုးသမီးတွေပေါ့နော်အဲ့တော့တကယ်တော့ပေါ့နော်ပြဿနာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ကနေခြင်းသိမရှိဘူးဆိုရင်တော့မမိုးတို့အမျိုးသမီးတွေကဒီခန္ဓာကိုယ်ကဟော်မုန်းတွေအဲကျန်းမာရေးတွေလိုအပ်ချက် ရှိနေလို့ပါဒါဆိုရင်ကိုယ်က ကိုယ့်ယောက်ျားအပြင်သားလဲစားတာလဲလက်မခံခြင်းဘူးကိုကလည်းအတူနေပေးဖို့အတွက်ဆန္ဒမရှိဘူးဆိုရင်တော့မမိုးနဲ့အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီးတော့ဒီ အာပေါ့နော်အိယာဘောကခန္ဓာတွေအစဉ်ပြေဖို့အတွက်မမိုးစီမှာဖြစ်ဆက်စာခေါင်းလေးတွေရှိတယ်အဲ့တော့ကိုကအတွင်းကိုလည်းဖြည့်မယ်အပြင်မှာလည်းဖြည့်မယ်ဆိုရင်တော့ဒီကိစ္စတွေကအစဉ်မပြေစရာအကြောင်းမရှိဘူးအဲ့တော့မမိုးကအမျိုးသားနဲ့အတူမနေခြင်းနဲ့အမျိုးသမီးတွေရောပုံမှန်အတူနေပေမဲ့ပိုပြီးတော့အစဉ်ပြေခြင်းနဲ့အမျိုးသမီးတွေရောအတွက်မမိုးမှာဖြည့်ဆက်စာ၃မျိုးတစ်ဆက်ရှိတယ်အတွင်းလည်းဖြည့်မယ် အဲဒီပေါ့နော်အပြင်ကိုလည်းအစီရန်နေဘာတွေနဲ့တဲတဲချာချာလေးပြုတ်ပြင်မယ်ဆိုရင်မမိုးတို့အမျိုးသမီးတွေအတွက် စနိုက်ကြော်တွေအပြင်စာတွေကမမိုးတို့ကိုအနိုင်မယူနိုင်ဘူးအဲ့တော့ကိုကမိမကောင်တယောက်ဖြစ်တဲ့ကိုရဲ့အိမ်အောင်ရေးကိုလည်းထိမ့်သိမ့်ချင်တယ်ဆိုရင်တော့ကိုကိုကိုလည်းကြိုတင်ပြီးတော့ကာကွယ်မယ်ပြုတ်ပြင်ထိမ့်သိမ့်ထားဖို့လိုအပ်ပါတယ်အမျိုးသမီးတယောက်အရွယ်သုံးမလုံးမှာကျမ်းမာပြီးတော့လှပဖို့ဆိုရင်အရေးကြီးတဲ့အချက်က အာအချက်ဖြစ်မယ်လို့ထင်လေအမျိုးသမီးတွေမေ့နေတဲ့အချက်ဟော်မုန်းတွေညီမျှဖို့အဲ့ဒီဟော်မုန်းလေးတွေမညီမျှလို့ရှင်မမလို့အမျိုးသမီးတွေကနောက်ဆက်တွဲ ရာသီပျောက်တာတွေကွန်တားတဲ့အရာတွေတောက်ပြီးတော့ဟော်မုန်းတွေကရာသီလာဖို့အထိလုံလောက်အောင်မထွက်တော့တာမျိုးတွေပေါ့နော်အဲ့လိုမျိုးရာသီမမှန်တဲ့တွေအမျိုးသမီးနောက်ဆက်တွဲအသားရည်တွေမဲချောက်မွဲချောက်လာတယ်ခန္ဓာကိုယ်ကြီးတွေဗိုက်ပူခါထုတ်ဖြစ်လာတယ်လူကလည်းမောပန်းနွမ်းနေလာအဲ့နောက်ဆက်တွဲအားနေလာတဲ့အခါမှာမိမကိုကိုပိုးဝင်လွယ်တာတွေအဖြူတွေဆင်းတာတွေရားရန်တာအဲ့လိုမျိုးတွေဖြစ်တယ်ပြီးတော့ရင်အာ50ဝန်းကျင်လောက်ဆိုရင်လည်းမိရဲ့ကျူလက္ခဏာတွေကိုသူကပြင်းပြင်းထန်ထန်ခံစားရတာတွေဖြစ်လာပြန်ရောအဲ့တော့35လောက်ဆိုရင်မိမ ဘကိုကြီး6အမျိုးသားနဲ့အတူမနေခြင်းအဲ့လိုမျိုးတွေဖြစ်ရတဲ့အကြောင်းရင်းနောက်ပြီးရာသီမလာတာကြတဲ့အတွက်အာမိမကိုပေါ့နော်အမျိုးသမီးတွေရဲ့တအိမ်မှာသားလုံးတွေရေအိတ်တွေဖြစ်လာတယ်အဲ့နောက်ဆက်တွဲရမှာအမျိုးသမီးယောဂါတွေဖြစ်တယ်တအိမ်ကင်စာတွေတအိမ်ကောင်းကင်စာတွေဖြစ်လာပြန်ရောအဲ့တော့အမျိုးသမီးတယောက်ကျန်းမာပြီးတော့လှပဖို့ဟာဒီဟော်မုန်းလေးကိုဂယုစိုက်ဖို့လိုတယ်ဒါကြောင့်မို့လို့မဖြစ်ခင်ကမလုပ်မလဲ ြိုတင်ကာကွယ်မယ်လိုအပ်တာတွေကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဖြည့်မယ်အဲ့တော့ကိုယ့်ကိုချစ်တဲ့အမျိုးသမီးလေးကလည်းဘမမာရမလဲဖုန်းနံပါတ်လေးပေးလို့ရမလားတဲ့ဖုန်းနံပါတ်လေးကမမိုးကလေအောက် မှာမရေးပေးဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့လေတတော်ကဖုန်းနံပါတ်တွေပေးရင်ဘန်းတယ်အဲ့တော့မမိုးကပြပြပေးမယ်39996669644လေးမမမိလို့ရှိရင်မမိုးရဲ့ profile လေးမှာသွားကြည့်ကြည့်မမိုးနံပါတ်ကလေးခြာထားပေးတယ်ဖုန်းခေါ်လို့လည်းရတယ်စာပို့လို့လည်းရတယ်အဲ့တော့တတော် messenger ကနေလဲပို့လို့ရတယ်လို့မမိုးဆိုပြီးတော့လဲမမိုးရဲ့အကောင့်လေးတွေ page လေးတွေကိုရှာကြည့်လို့လဲရပါတယ်ဒါကြောင့်နှီးမျိုးစုံနဲ့မမိုးစီမှာမှာယူလို့ရပါတယ်ကျမ်းမာပြီးတော့လှပခြင်းနဲ့အမျိုးသမီးတိုင်းဖြစ်ဆက်စာကိုအတော့25လောက်ဆိုရင် စာပြီးတော့မိဝဲတင်ပါတယ်